ကျွန်တော် YouTube မှာဒီလိုနိုင်ငံရေးသုံးသပ်ချက်တွေလုပ်တဲ့အခါမှာနိုင်ငံရေးပိုင်းဆိုင်ရာကိုပဲအဓိကထားပြီးတော့ကျွန်တော်သုံးသပ်ဆွေးနွေးမှုတွေလုပ်ပါတယ်။အဲလူတွေအသွင်ပြင်နေပုံစံနေเนาะတို့ရဲ့အလုပ်ကိုင်းနေပေါ့နော်အဲအဲ့ဒီကိစ္စတွေပေါ်မှာကျွန်တော်အခြေမခံဘဲနေနိုင်ငံရေးအကြောင်းပဲเนาะနိုင်ငံရေးအကြောင်းနိုင်ငံရေးအတွေ့အခေါ်တချို့ကြီးတရားရှိရင်ဟားတရားရှိရင်ဟားတည်တယ်ပေါ့ဗျာဒီလိုပုံစံလေးသွားပါတယ်။အဲ့လိုလုပ်တဲ့အခါမှာလည်းတကယ်နိုင်ငံရေးတို့မဟုတ်နိုင်ငံတနေရာမှာဒါလူဖွဲ့စည်းကို လွမ်းမိုးနိုင်တဲ့လူတို့နိုင်ငံရေးကြောင်းစဉ်းစားနေတဲ့လူတွေပေါ့နော်ဒီလူတွေကိုကျွန်တော်ဥတီပြီးပြောပါတယ်အဲ့တော့ကျွန်တော်အခုဒီနေ့ကယုံလေးအကြောင်းဆွေးနွေးမှာမဟုတ်လို့ဒီစကားတွေပြင်ခံနေတာပါဟိုပုံမှန်အားဖြင့်ဆိုရင်တော့နိုင်ငံရေးအတွေ့အခေါ်အရာတော့နိုင်ငံရေးအမြင်အရာတော့ဆိုယုံလေးကဘာမှတိလဲမတိဘူးစဉ်းတန်းလည်းမရှိဘူးစဉ်းနေစဉ်းစားညံမှီတဲ့သူတယောက်တော့မဟုတ်ပါဘူးဆိုလိုချင်တာကတော့ကျွန်တော်မာနာကြီးတွေလို့ အဲတော့မို့ဘဝင်မြင့်နေတော့ခင်ဗျားကြိုက်သလိုသုံးသက်လို့ရတယ်ဗျာ။ယုံလေးနိုင်ငံရေးအတွေ့အခေါ်တော့ကျွန်တော်သုံးသက်စရာအောက်ချောင်းတစ်စက်မှမရှိဘူး။အဲဒါပဲကျွန်တော်ရဲ့တခြားအလုပ်ပေါ့နော်အလုပ်ဆိုတော့ကျွန်တော်စိတ်ဝင်စားတယ်ဒါဒီ၁၀နှစ်ကျော်လောက်ကျွန်တော်စူးစမ်းပြီးလုပ်ဖြစ်ခဲ့တဲ့အလုပ်တစ်ခုကတော့ညီမစစ်တက်ကဝါရထက်ချီမှုတွေကိုလေ့လာတဲ့ကိစ္စပါ။အဲတော့အခုကိစ္စကတော့ယုံလေးနဲ့ပတ်သက်တယ်ယုံလေးအကြောင်းနေပြောမယ်ဒါပေမဲ့ယုံလေးကိစ္စတော့မဟုတ်ဘူး။ညီမစစ်တက်ကဝါရထက်ချီရဲ့ကိစ္စအကြောင်းလေးကျွန်တော်ပြောချင်တာပါ။ အဲ့တော့ဒီနေ့ပေါ့နော်ဒီနေ့ဘာတွေ့လေးဆိုတော့တော်တော်ရည်ရပါတယ်ဟိုမပြောခဲ့နေအောင်တော်တော်ရည်ချင်းနေပါလေဆိုတော့ဒီဒီမှာစစ်တက်ခဲ့ဝါရထင် Telegram Channel တော်တော်များများမှာတော်တော်များများမှာဆိုတော့တော်တော်များတယ်တို့အဲ့လိုနာမည်ကြီးတွေမှိုင်းဝေတို့ကိုသက်တို့နော်ဒါဒီကောင်တွေ Telegram တွေကို လေ့လာနေကြသူတွေဆိုသိပါတယ်ကိုချစ်တို့နော်နောက်တစ်ခါ Snow Queen တို့အဲ့လိုနေရာမျိုးတွေမှာပါတရားရင်တက်လာတဲ့ post တစ်ခုอ่ะပါလေဆိုတော့အစိုးရုံလေးရဲ့ မြို့ပြတွေကလမ်းမရုပ်ရှင်စကားကြီးနဲ့ရုရှားနိုင်ငံကထိုက်တိုက်တန်တန်ပေးရခဲ့တဲ့အကောင်ဆုံးတရုတ်ဆောင်စုကိုရရှိခဲ့တဲ့အတွက်ဝမ်းသာဂုဏ်ယူပါတယ်ဆက်လက်အောင်မြင်ပါစေဆိုရဲ caption နဲ့ရုံလေးပုံကြီးနဲ့အဲအဲ့မှာလေရုရှားအလံလို့ပါတယ်နောက်အဲ့မှာနိုင်ငံသားပေါ့နော်ရုရှားလို့ထင်ရတဲ့ဦးလေးဦးတယောက်ကနေပြီးတော့ရုံလေးကိုစုပေးနေရုံလေးရဲ့အဲ့မှာဓာတ်ပုံနှစ်ပုံပေါ့နော်ဦးခရယောနေနေရတဲ့ဓာတ်ပုံအဲဓာတ်ပုံမှာကြာတော့သူကဆုလက်ခံနေရပေါ့မတည့်ရပြီးတော့နောက်တစ်ပုံမှာကြာတော့ချီဖို့ချီချိတ်ပြီးထိုင်နေတဲ့ပုံလေးပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့သူက ဟိုဒီစုလက်ခံထားတဲ့ဟာကြီးကိုတင်နေပေါ့နော်တင်တော့ဟိုဒီအရာဒီလားတရင်ဟိုစမ်းစစ်ဖို့တော့မလိုပါဘူးကျွန်တော်ကြည့်လိုက်တာနဲ့ဒါမဖြစ်နိုင်မဲ့အင်မတန်သိရေညာဟိုသူတို့တရင်တူတရင်လိန်လုပ်ပြီးဒီမှာစစ်တပ်ကဘလိုဝါရထက်လေးဆိုတာလေးကိုကျွန်တော်ကဒီနေရာမှာပြောချင်တာအဲ့တော့ဘာလဲဆိုတော့ဒီမှာဆိုရင်စကြည့်ပြီဆိုရဲကျွန်တော်ကြည့်လိုက်တော့သူ့လက်ထဲမှာကင်လာတာအော့စကာယုတ်ကြီးတရားတိလား အော်ရုရှားနိုင်ငံပေးတဲ့အမှုပညာစုတွေပါတယ်လေကိုကနည်းနည်းတေးကြအောင်ဆိုလိုက်ကြည့်ပြပါသေးတယ်ဒါပေမဲ့ဘာမှအဲ့ဒါကြီးလည်းမတွေ့ရအောင်ဒါပေမဲ့ဘာထက်တွေ့ရလဲဆိုတော့ဘာလို့ကျွန်တော်ကထင်လဲဆိုတော့ကျွန်တော်တိတ်တော့မကျွမ်းကျင်ဘူး AI တွေပါနေရပြင်လာလားပေါ့နော်အဲ့လိုတော့ထင်တယ်ဒါပေမဲ့ကျွန်တော်မသိဘူးကျွမ်းကျင်နေသူတွေလေးလာဆန်းစစ်ရမယ့်ကိစ္စပေါ့နော်ဒါပေမဲ့ခဏရတဲ့အစစ်သားကြီးဗမာတီမှာအခုမှယုံတင်နေကားကိုရုရှားနေထူးကျုံစုပေးတယ်ဆိုတာညာဘလို့နီးနေမှာဘလို့နီးနေမှာမဖြစ်နိုင်တဲ့ကိစ္စကြီးညာ ဘလုံးမအစင်မတီးတဲ့စဉ်းစားချက်ဘလုံးမအစင်မတီးတဲ့စဉ်းစားချက်ကြီးဘာကြောင့်လဲဆိုဟုတ်ဘလုံးမမဖြစ်နိုင်နဲ့သူတို့နိုင်ငံမှာထုတ်တဲ့ရုပ်ရှင်ကားတွေတင်တဲ့ရုပ်ရှင်ကားတွေတော့25မှာတင်ရတာ26မှာပေးအောင်အိုစကာလေးဒီလိုပဲတခြားဒီကမ္ဘာရုပ်ရှင်စုတွေအကုန်လုံးဒီလိုပဲအခုတော့ရုပ်ရှင်ကယုံမှာပဲရှိသေးတယ်ရုရှားကလည်း copy 2တူပေးလိုက်တာဆောင်းဆောင်းစင်းနေတယ်ဆောင်းဆောင်းစင်းနေတယ်ယုံလေးတော့နည်းနည်းရမှာမဟုတ်ဘူးဗျာတိလား အဲကျွန်တော်ပြောချင်တာနော်သူနိုင်ငံရေးအတွေ့အကြုံတွေဘာတွေကိုပြောတာမဟုတ်ဘူးနော်စေသားဉာဏ်တွေကိုပြောတာမဟုတ်ဘူးစောင့်တလို့ဘယ်တော့ဒီမှာစစ်တက်ကကောင်တွေလှုပ်လဲဆိုတော့ပြောချင်တာအဲ့တော့ဘာကြောင့်သူတို့ဒါအောင်လှုပ်ပေးလဲဘာကြောင့်ဒါအောင်လှုပ်ပေးလဲဆိုတော့ယုံလေးရုပ်ရှင်ကြီးဗျာဟိုဟာမှာဘာခေါ်လဲကျွန်တော်တို့အခုယုံတင်နေတဲ့ကားရှိတယ်အခုသူတို့ပြောတယ်ဗောနော်မြို့ပြတွေရဲ့လမ်းမဆိုပြီးတော့ဒါလူကျန်းတရုတ်ဆောင်ပေါင်းတစ်ထောင်တရာကျော်လဲပါတယ်ဗောလူကျန်းတရုတ်ဆောင်ပေါင်းတရာကျော်ပါတယ်အဲပတ်စံ3 6000လောက်ကုန်နေလို့ပြောတယ်ဗောနော်အဲ့ကအခုယုံတင်နေတယ် ယုံတင်တော့တည်သူတွေကဘယ်သူမှသွားမကြည့်ဘူးသူဘာကောက်ဆိုဘယ်သူမှသွားမကြည့်တဲ့ခါကျတော့ကောင်ရှုံးလို့အဲ့မှာဟိုပေါက်ကွဲပြီးတော့ Facebook မှာ post တွေပါတယ်တင်တယ်ပြောတယ်အမှုတင်တဲ့လောကထွက်မေတော့ဘာလို့ AR မှာကျွန်တော်သတင်းဆောင်မတစ်ချက်တွေးလိုက်တယ်အဲ့တော့သူအဲ့လိုအခြေအနေဆိုတော့တည်းကသူတို့စစ်တက်ရဲ့လက်ဝေကလက်ကင်တို့ဟိုစစ်တက်နောင်မီးဆွဲကောင်တကောင်ခွေးဖြစ်နေတယ်ဆိုတော့စစ်တက်ဝါရတက်ကြီးဂိုင်းသာအချင်းချင်းဒါဆွဲပြီးလက်တွဲကူတွေသဘောလို့ကျွန်တော်ကတော့ထင်တယ်လက်တွဲကူတွေသဘောလို့အဲ့တော့ဒီဟာဘလို့မမအဆင်မပြေတာ ဟိုတရင်တူလောက်တာတော့ကျွန်တော်ထင်တယ်ဘလုံးမစောက်တိပဲမရှိဘူးလို့ကျွန်တော်ထင်တယ်အဲဘာကြောင့်လဲဆိုတော့ဒီပုံဝင်ကြည့်တာနေ့ကိုကျွန်တော်ကတော့ဒါဒီလုံးဝအတုလို့ကျွန်တော်ယုံကြည်တယ်လုံးဝအတုဟိုအတုဆိုတော့ဘလုံးမလည်းမပြတ်နိုင်ဘူးတရားဆိုကျွန်တော်ခက်တိတိနဲ့အတုတွေပါရင်ပြောတော့တော်တော်စောက်တွဲဖြစ်နေတယ်တကယ်ဘလုံးမဘလုံးမကို make sense မဖြစ်တဲ့ဟာကိုဆိုလိုချင်တာပါလဲဆိုတော့ညီမစစ်တက်ရဲ့ Telegram channel တွေမှာတင်နေတဲ့သတင်းတွေပေါ့ ခင်ဗျားတို့စဉ်းစားရင်ဘယ်လောက်ယုံကြည်ဖို့ကောင်းလေယုံကြည်ဖို့ထိုက်လေဆိုတဲ့အချက်ကဒါနေ့ကိုခင်ဗျားတို့ပေးတယ်တိုင်းလို့ရတယ်ကျွန်တော်ပြောချင်တာဒီ point မှာဘာကြောင့်လဲဆိုတော့ဘာမှမစော်ဒီဘေးတခုမှမရှိတဲ့ဟာမျိုးဒါတို့တင်နေတယ်ဒါတို့မီဒီယာတွေတော့မဟုတ်ပါဘူးဒါစစ်တဲ့လက်ဝေကံပဲထောင်းလိုက်ရင်ဘယ်လောက်လဲထောင်းလိုက်ရင်တက်တာ၄လား၃လားအဲအဲ့ရကောင်တွေလောက်တာဖြစ်မယ်တော့မဟုတ်အဲ့လိုစစ်တဲ့လက်ပါးစီကောင်တွေဟိုချက်ခိုင်ရင်မှတင်တယ်လေးပါလေးတက်စာလုပ်ပေးတာလေးရေမျိုးနေမဂဇင်းမှာကြရ၃မလောက်ထည့်ထားပြီးတော့ကိုကိုကိုစာရေးစရာအသင်းဝင်ကလောက်ထားတဲ့ကောင်တွေပေါ့ ဲ့လိုကောင်တွေလက်ကင်းတွေရာလည်းထည့်နိုင်နေတဲ့အဲ့တော့ထားလိုက်ပါတော့ဒါဒီစစ်တက်ကဲအတွေးခုအုံအောင်နေယုံလေးဟိုသူတို့အချင်းချင်းဘလို့ဖေးမှပြီးရောဘုံမအချင်းချင်းလက်တွဲကူကြရဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောခြင်းနဲ့ဒါမဲ့ဘာအဓိပ္ပာယ်မှမရှိနေဘူးဆိုတာလည်းတိဖို့လိုတယ်ဒီမှာကျွန်တော်သွားကြည့်တော့သူတို့အောက်မှာရှိတဲ့သူတို့ပြည်သက်တွေရာလက် react တွေပါတွေတော့အများကြီးပေးထားတွေ့ရပါတယ်အဲအဲ့တော့ အဲ့မှာကျွန်တော်အခုဒီယုံလေးဆိုရင်ဒီရဲထဲမှာလှုပ်လှုပ်ရှားရှားဖြစ်တယ်ပေါ့နော်အမှန်တကယ်ဒီကောင်အရင်တော့ rapper ပဲကျွန်တော်လည်းသူက rapper လို့ပဲသိတယ်အဲဒါပဲနောက်ကျတော့သူကနိုင်ငံရေးလိုလိုဘာလိုလိုအဲ့လိုတက်ကြမ်းလိုလိုကိစ္စမျိုးတွေပြောလာတယ်လို့လည်းကျွန်တော်တွေ့ရတယ်အဲ့လိုမကြမကြဘူးသူတတိထားတော့စောင့်ကြည့်ရဲထဲမှာတော့မပါဘူးနောက်ကျတော့ခင်ဗျားတို့သိလိမ့်မယ်ဒီမိုကရေစီဒီအသွင်ကူးတောင်းရေးကာလ NLD အစိုးရလက်ထက်မှာအဲဘာလဲငါတို့အားလုံးရဲ့ညီဆိုပြီးတော့ဟိုမှာနီနန်နန်းနဲ့မုံမုံနေအောင်နေလေဒေါ်အောင်စန်းသူကြည်နဲ့မင်းအောင်လှိုင်လို့ပုံစံမျိုးတကောင်နဲ့ရိုက်ကြတာ ရိုက်လို့စောက်စေးတွေခံရတယ်ပြဿနာတွေတက်တယ်။နောက်သူပတ်စံနေအကုန်ကြခံပြီး original gangster တို့ဘာတို့အဲ့ကားတွေရိုက်တယ်ဗောဗျာဟိုပလီကက်နဲ့ညင်ညင်ညင်ကောင်းစွတ်ကြီးဝေးပြီးတော့လူမိုက်လားအဲဇိုးလားဘာဇိုးလေးတော့မသိဘူးဗောနော်ကာပွဲစာလားပါလေဟိုငါးသိမှာငါးထန်းနဲ့កောင်းလာအဲ့လိုမသိတဲ့လူတွေနဲ့အဲ့လိုလူမိုက်တွေဇိုးတွေဆိုပြီးတော့လူဖွဲ့စည်းတွေမှာစစ်တဲ့လက်ဝေကံအခုပြူစောထီးတွေပါတယ်ဖြစ်နေတဲ့កောင်းမို့ဗျာအရင်တော့ဆွမ်းရှင်တို့ပါတော့ရလာစလေကျွန်တော်တို့ရဲစုပ်အဲ့အဲ့လိုកောင်းတွေတွေကို ဒီကောင်ပေါင်းပြီးတော့ဒီကောင်စစ်တက်ကလက်ဝေကနောက်မီးဆွဲဖြစ်လာတယ်သူကလည်းအဲ့လိုကောင်နေဒီမှာတပည့်ခံရင်းနေပဲဖြစ်လာပြီးတော့ဒါဟိုသူကသူဆရာလိုလိုတမားလိုလိုအနုတီနေရှင်လိုလိုနဲ့ဒါ original gangster တို့ဘာလို့သူရှောက်ရိုက်တယ်ရိုက်တာပေါ့ရိုက်တော့လေအဲ့လိုဗမာဒီမာတို့ဇိုးတခိအဲ့လိုပေါ့ဟိုအခုလေးရှိပါတယ်အဲ့လိုလူမိုက်တခိပေါ့နော်ဒါမျိုးဖြစ်လာတယ်ဟိုစာပေဒီဘာတွေမှာလေအဲ့လိုအချက်လက်မှားတွေရှောက်ရေးတဲ့အဲ့ဟိုဟာဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဝိတ္ထုတွေ တားထွက်လာတယ်ဒီလူမိုက်ဝိထုတွေလို့လို့ပါလို့လို့အချက်လက်တွေလည်းမပါပါမပါ냐မပါနဲ့အဲ့လိုပကြီးပစာတွေလောက်ကြတာပေါ့လောက်တော့ဗမာတီမှာအဲ့လိုကျွေးကောင်းငင်းကောင်းစစ်ပြေနဲ့အဲ့ပလီကက်ဝိတဲ့လူမိုက်လူရန်သားကြီးနဲ့ဒါတည်သူလူလူကိုဖိနှိပ်အုပ်ချုပ်တဲ့နေရာမှာလက်ကင်တို့ဖြစ်လာတယ်အဲ့ဒီမှာဒီယုံလေးလေးပါတယ်နောက်ပြီးခင်ဗျားတို့သတင်းကြည့်ရင်သတိထားမိနေမယ်လွန်ခဲ့တဲ့တပတ်နှစ်ပတ်ဒီဒီသမအကုံနဲ့နှုံရကြားထဲမှာကျွန်တော်ဒီညီမစစ်တပ်အစိုးရကိုပဲမသွင်းနိုင်ပဲပတ်စံနေကိစ္စပေါ့နော်ဖြစ်ပြီးထွက်ပြေးရတဲ့ပဲရှိတယ်မဟာနဒီ trading company director ပေါ့နော်အဲ့ company ရဲ့ director ရင်းမင်းလွင်ဆိုတာအဲသူခစ်တစ်မှာဟိုစစ်တပ်နဲ့အဆင်မပြေတဲ့အခါကျတော့သူဒီဘက်ကနေခစ်တစ်ကိုဟိုကလှုပ်ထားတယ် interview ပေးထားတာရှိတယ်ကံဝင်ချက်လို့လို့ထွက်ဆိုချက်လို့လို့ပေါ့နော်တက်တနာဟိုဟာထစ်တော့အဲ့ဒီမှာဆိုရင်လေဒီသူတို့ရဲ့ဒီငွေကြေးတိမ်ပေါင်းတောင်းနဲ့တိမ်နဲ့ချီရဲတက်တနာအရှုပ်အထွေးတွေထဲမှာအဲအဲ့မှာ ယုံလေးတို့ဟာဒါစစ်တပ်နဲ့ကြားထဲမှာပွဲသားလုပ်ပြီးတော့ယုံလေးတို့နောက်အဲလူမိုက်လို့ပြောတယ်ကျွန်တော်တို့မသိဘူးဝင်းထုတ်ဝင်းတို့ပါတော့သူတို့တွေအဲရုပ်ရှင်တွေပါတယ်ဒီမှာရိုက်တယ်လို့ပြောတယ်အဲဝင်းထုတ်ဝင်းဆိုတာလေအဲသူတို့တွေဟိုကလုံးကြတယ်ဗာလေအဲမှာတိန်းကြီးတထောင်တို့၄၀၀တို့၆၀၀တို့ခွဲပြီးတော့အဲ့ဒီအလုပ်တွေလုံစားကြတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲဒါယုံလေးရဲ့ character ပေါ့နော်သူရဲ့သူဘသူဆိုတာကိုကျွန်တော်ပြောပြနေတာပါအဲ့တော့အဲ့လိုပဲစစ်တပ်ကိုပေါ်မာတယ်ပေါ်မာတယ်ပဲအခုခွေးဖြစ်တယ်ခွေးဖြစ်ကော စစ်တပ်ကသူတို့ဘောမချင်းချင်းပြန်ပြီးတော့ဒီလိုသတင်းတူသတင်းမာတွေဖြန့်ပြီးတော့အဲဒါလူလူကိုပေါ့နော်လူလူတော့မဟုတ်သူတို့ဟို ထောက်ခံတဲ့အဲသူတို့ရဲ့အသိဉာဏ်နဲ့ level တူတဲ့အုပ်စုတွေကိုဝါရထက်ကြီးကိုစူးစမ်းနေတဲ့ကိစ္စလေးဖြစ်တယ်ဒါလေးကိုပြောပြချင်းဖြစ်ပါတယ်ဟိုကျွန်တော်ပြောရတဲ့ကိစ္စနဲ့ပတ်သက်ပြီးခင်ဗျားတို့ဘယ်လိုစဉ်းစားမိလဲကျွန်တော် comment မှာမှန်မေးဖို့နဲ့တော့ရက်ခံပါတယ်ဗျအားလုံးကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်